ဘူမတိကိုမတိရခိုင်ပြည်နယ်ကိုတခါမှလည်းရောက်ဖို့မပုံဘူးပေါ့ကျွန်တော်ကရခိုင်လူမျိုးမရောက်ဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ကြောင့်ကောင်းကောင်းသိရတာဒါတော့ရခိုင်ပြည်နယ်ကိုတခါမှလည်းမရောက်ဘူးတဲ့လူတယောက်ကရခိုင်ပြည်နယ်အကြောင်းကိုရခိုင်လူမျိုးမဟုတ်တဲ့လူတယောက်ကသိတယ်ဆိုရင်ဖြစ်နေပါအဲ့တော့ရခိုင်ပြည်နယ်ကစီလုံးနဲ့စီလုံးနဲ့ဆိုတော့ဘာလို့ပြလဲလက်ရှိရခိုင်ပြည်နယ်မှာအရက်ကတက်တော့ AA ကိုဘယ်လိုဝန်ခံခြင်းနဲ့ဘယ်လိုပြောဆိုခြင်းလဲသိကြတာ ကျွန်တော်တက်ပို့ပြီးပြိုးကျတဲ့ကိုအများကြီးရှိပါတယ်။ဒါပေမဲ့လက်နဲ့ကိုကြောက်တဲ့အတွက်မိရကြောင်းကိုကြောက်နေရတဲ့အတွက်ဒီကနေ့ရခိုင်ပြည်နယ်ကဖြစ်ဖြစ်လို့သူတို့မတင်ပြနိုင်သေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုမြစ်တော်အနေနဲ့ရခိုင်ပြည်နယ်ကိုမရောက်ဖူးပဲနဲ့ရခိုင်သားအကြောင်းကိုမသိပဲနဲ့ကောင်းရံပြုတ်နေတဲ့ဆိုလို့ရှိရင်ဒါဟာတော်လာရဲ့ အနှစ်သာရကိုမရရှိစေဖြင့်လည်းဒါတိုလိုင်းရဲ့အမုန်းပွားစရာဖြစ်ပေါ်လာတယ်လို့ဆိုရတယ်ဒီနေ့ပြောချင်တယ်ကျွန်တော်အေးကိုအကျန်းဖက်လို့သုံးနှုံးနေတာဟာကျွန်တော်ကထောက်ပြစရာအရှိတ်တွေအများကြီးရှိနေတဲ့အတွက်ကျွန်တော်ထောက်ပြနေခြင်းဖြစ်တယ်ဒီခိုင်ပြည်မှာနိုင်ငံရေးခေါင်းဆောင်လို့ပြောတဲ့ကောင်တွေစေရေးခေါင်းဆောင်ပြောတဲ့ကောင်တွေတက်တဲ့ကောင်ကျွန်တော်စီကိုလာပြီးပြောရတယ်ကျွန်တော်ကထောက်ပြတဲ့အများကြီးရှိတယ်ကျွန်တော်အေးကိုအကျန်းဖက်လို့သုံးနှုံးနေတဲ့စကလုံးကို ကျွန်တော်ပြန်လဲရှင်းပါဖို့အတွက်ကျွန်တော်မှာအများကြီးရှိတယ်။အထောက်ထားလည်းအများကြီးရှိတယ်။လူမျက်ကြော်အနေနဲ့ကျတော့အဲ့လိုမျိုးမဖုံးသင့်ပါဘူး။မဖုံးသင့်ဘူး။ဘာကြောင့်လဲ तू ကသမတဖြစ်ရှင်နေတာလေ။ဒီကျွန်တော်ပိုင်သက်ကြော်လို့ပြောတဲ့ခါမှာပိုင်သက်ကြော်ရဲ့အာနေကျက်ပန်သက်ကြော်ရဲ့ဒီခန္ဓာကိုယ်ဆိုရင်တဲ့အာနေကျက်ကိုပေါ်ပြပြီးတော့လူတစ်ဖက်သားရဲ့ဒါပုပ်ကိုရေးဆိုင်ရာထိုးနေမှုလို့ကျွန်တော်ပြောတယ်။တနည်းအားဖြင့်ဒါကိုကျွန်တော်ဒါဂုံသက်ကညှိုးနှံစေမှုလို့ပြောတယ်။ အဲ့တော့ဥပဒေရသူ့ကစလို့ရှိရင်ခင်ဗျားကပုံမှန်ငုံရွာရနဲ့တရားစွန့်စုထားနေတာပေါ့ကခင်ဗျားကောင်းကောင်းသိထားစီဒီလိုလူမျိုးနိုင်ငံကိုအုပ်ချုပ်နိုင်လောက်တဲ့အရေးရှင်မျိုးမရှိတဲ့အပြင်နိုင်ငံကိုမတွက်တဲ့လမ်းဘေးကိုရဆိုင်မှာထိုင်နေတဲ့လူလေးမယောက်ကိုတော့မှစီယုံနိုင်လောက်တဲ့အရေးရှင်မျိုးရှိနိုင်လိမ့်မယ်လို့ကျွန်တော်လည်းလည်းမထင်ဘူးပါအားလုံးပဲတာလို့ပါကိုချစ်ရှာလေးရတယ်ပြန်ရင်ကြိုဆိုလိုက်ပါရစေညာအဲ့တော့ဒီနေ့မှာတော့လက်ရှိရင်ပြီးတော့ဒီကျွန်တော်တို့ဘောနော်ဒီ まある方と A へ、カウンサーを募集とげないのが、ちょっとセナビスメするし、あこのリトルロー。グマーコーネ、ラソーボルやたちの山のピブソルタン、ラソーネ、サインライゲ、ディー、コルビアチョウへ、あー、スリオカーティー、ディー、ビリマパイ、チェレルショウジノリネ、ウィエシェルブドウンズ。えろ、ディー、ディー、アレオチルチレデカマ、ディクトへ、ディー、 ဗီဒီယိုကိုမပြခင်မှာကျွန်တော်နည်းနည်းဖော်ပြခြင်းနဲ့အဲ့တော့သူကလက်ရှိနေမှာဒီကျွန်တော် RF attack တို့ခေရီကိုဥပမာအလင်ကနဲ့ဒါနှစ်ပုံးတကောင်အဖြစ်ပုံဖိုလိုက်တာကိုလည်းကျွန်တော်တွေ့ရတယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီလက်ရှိနေမှာ RF attack တို့ AA ရဲ့လုံဆောင်ချက်တချို့ကိုဒါသူပြောပြတော့ပြီးတော့ဒါတခြားအဖွဲ့အစည်းကို RF attack တို့ AA နဲ့ဒါကတော့ပြိုင်ဘက်အဖွဲ့အစည်းတို့ တခုကိုဒါသူကနေပြီးတော့အကြံဖက်အဖွဲ့အစည်းအဖြစ်သူပုံပို့လိုက်တာမျိုးတွေကျွန်တော်တွေ့ရဆိုတော့ဟုတ်ပြီဒီဟာကိုကျွန်တော်လည်းမစခင်ပါဒီဒီဗီဒီယိုကိုကျွန်တော်တို့ကြည့်ကြရအောင်လားအရခတ်တော်အီစစ်ချင်းဖက်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 လိမ်မြန်မှုနဲ့ထိုးစစ်စင်တာကျွန်တော်အမြဲတမ်းပြောတယ်နွာလာဥဒ္ဓပကဲ့သို့တရှိန်လို့ထိုးစစ်စစ်ဦးနဲ့ထိုးစစ်ဦးဘလူးကဲ့သို့အကုန်ပြုဆိုတော့လက်ရှိဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်က အရက်ကတော့အေးရဲ့ထိပ်ပိုင်းကောင်းဆောင်ဖြစ်တဲ့ဘောကျော်ဖွဲ့ပြန်တဲ့ငိုသူကနွားနွားနွားလာဥတ္တဖဆိုလို့တော့ပြောသွားတယ်အဲ့တော့ဒီကျွန်တော်တို့ဥတ္တဖဆိုတဲ့ဟာကိုကျွန်တော်တို့ဒါပါဠိလိုဘာသာပြန်လို့ဆိုလို့ရှိရင်တော့နသို့ပေါ့ဗျာနသို့ဆိုပြီးတော့နသို့တကောင်ဖြစ်ပုံဖော်ပြီးတော့ပြောဆိုလိုက်ရတယ်ဆိုတော့ဒါကိုလူမြတ်ကျော်ဟာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရည်ရွယ်ချက်ရှိရှိပြောတာလားဘလို့ကွန်ဆန်နဲ့ပြောရတာလဲကျွန်တော်တို့မသိဘူးဒီကနေ့ဆိုရင်အာစာအဖွဲ့နှစ်ပတ်လည်စုဝေးပွဲဆိုပြီး ဘင်္ဂလားဒေ့ရှ်မှာပြုတ်လို့တယ်အဲ့ဒီပွဲမှာရခိုင်ပြည်ကိုရအောင်တိုက်မယ်လို့ဆိုတယ်ဘင်္ဂလားဒေ့ရှ်ကခွင့်ပြုလာငါတို့အာစာအဖွဲ့ဟာရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်လို့ပြောတယ်မြန်မာနိုင်ငံမှာရခိုင်စစ်တပ်ရှိတယ်ရခိုင်ပြည်ကိုရအောင်တိုက်မယ်တယောက်ချင်းစီစီကံရှိပါ တယောက်ချင်းစီတနက်ကင်စားပြီးညမစစ်တဲ့နဲ့ပူပေါင်းပြီးတော့အာခတ်တက်တော်အခတ်တောကိုတိုက်ခိုက်မယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတယ်လို့ပြောကြားသွားတယ်။ဒီပွဲကိုနိုင်အောင် တိုက်မယ်လို့လည်းအကြံဖတ်ခေါင်းဆောင်ကပြောတယ်။အာဆာဟဲဆိုတာဒီတို့ကွန်ကရစ်မစ်ဆောက်ရဲ့နေ့ကကိုးနဲ့ပြစ်ဒါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံတနေရာမှာလောက်ကြတာ။ဆိုတော့ဒီကိုးနဲ့ပြစ် အစီအဝင်မှာအဲ့ဒီလိုပြောဆိုသွားတဲ့စကားရက်ပါတဲ့ဗီဒီယိုဖိုင်ရှိလို့ရှိရင်ကျွန်တော်စီကိုရှင်းလင်းပို့ပေးလို့ရပါတယ်။ဆိုတော့ဘူမသိကိုမသိတနည်းအားဖြင့်ပြောမယ်ဆိုရခိုင်ပြည်နယ်ကိုတခါမှလည်းရောက်ဖို့မပုံမပေါ်ပါဘူး။ဆိုတော့ကရခိုင်ပြည်နယ်ရဲ့အကြောင်းကိုရခိုင်သားလောက်တရားမှမသိပါဘူး။ဆိုတော့ ကျွန်တော်ကရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ကြောင့်ကောင်းကောင်းသိရတာဒီတော့ရခိုင်ပြည်နယ်ကိုတစ်ခေါက်ငေါက်လဲမယ်တစ်ခါမှလည်းမရောက်ဘူးတဲ့လူတယောက်ကတနည်းအားဖြင့်ရခိုင်ပြည်နယ်အကြောင်းကိုရခိုင်လူမျိုးမဟုတ်တဲ့လူတယောက်ကသိတယ်ဆိုရင်ဖြစ်နိုင်ပါ့မလားဒါတရှိပါနောက်တစ်ခုကသူကဘာပြောသွားကြလဲဆိုတော့ကဒီ Rohingya ဆိုတဲ့ face shape ကို ရိုဟင်ဂျာဆိုတဲ့ဖေးချက်ပေါ်တပြက်ဒီတိုလာရင်တမတဇုနဲ့ဒီစစ်ကောင်စုဘက်ကအတမ်းစစ်ကောင်စုဘက်ကလူတွေဟာထုတ်သုံးလာတယ်ဆိုလို့ပြောတာလေအဲ့တော့အကတ်တက်တော့အေးကိုဖက်စစ်တက်ဘက်ကဖက်စစ်တက်ဘက်ကကောင်းနေရေတိုလာရင်ဘက်ကကောင်းနေပါပါတယ်ကောင်းနေရေပေါ့ဗျာရိုဟင်ဂျာဆိုတဲ့ဖေးချက်နဲ့ထုတ်ကစားလာတော့ကျွန်တော်တို့တွေ့ရတယ်ရိုဟင်ဂျာဆိုတဲ့ကစားကွက်အစားအရဆိုလို့နေတကွာ အာစာအကျံဖတ်တမားတွေရခိုင်ပြည်ရဲမှာစစ်မီးမွေးလာပြီးရခိုင်ပြည်နယ်မငိမ့်မချမ်းဖြစ်အောင်စပြီးတော့အကွက်ဆင်လာတယ်။ဆိုတော့နိုင်ငံတော်မှာသမတလုံးဝနိုင်ငံသမတနိုင်ငံကိုသမတလုံးကျင်နေတဲ့လူတွေကခင်းရှက်ဆိုတဲ့စကားလုံးကိုထုတ်ပြန်လိုက်ခြင်းအဖြစ်သူဟာလုံးကစားဝါဒနာပါတဲ့ဖေးသမားတယောက်ဖြစ်တယ်လို့ဒါကျွန်တော်တို့ယူဆလို့ရပါ ဟုတ်ဒါတော့ဒါတော့ကျွန်တော်တို့ဒါဟာလည်းပြလက်ရှိနေပြီးပုံကိုရဲ့အရာဒါဟိုသူကလည်းသူဖေးသွမ်းမကလို့ဘာဖြစ်ဖြစ်ဒါတော့ကျွန်တော်ဘိုင်းကိုကျွန်တော်အပိုင်းကကျွန်တော်ပြောချင်တာကျွန်တော်ရခိုင်လူမျိုးစုကြားမှာဖြစ်နေတဲ့ပြဿနာကိုကျွန်တော်ကျွန်တော်ပြောချင်တယ်ဆိုတော့လက်ရှိကကျွန်တော်တို့ရခိုင်လူမျိုးနဲ့ရဟင်ဂျာလူမျိုးနဲ့မပူပေါင်းခွေးနဲ့ရခိုင်ပြည်နဲ့ဘယ်တော့မှလုံးမြောက်မှာမဟုတ်ဘူးဒါတော့ရခိုင်ပြည်နဲ့အကြောင်းကိုမသိတဲ့ရခိုင်လူမျိုးမဟုတ်တဲ့လူတယောက်ကအခုလိုဝေဖန်သုံးသက်လာတာကိုကျွန်တော်အနေနဲ့ ဒါမခံစားနိုင်လို့တောက်တာဒါကျွန်တော်နေနဲ့ပြောပြချင်းဖြစ်တယ်။ဆိုတော့ तू ပြောလိုက်တဲ့စကား तू ဝေဖန်လိုက်တဲ့စကားကလည်းဒီကျွန်တော်ရခိုင်ပြည်နယ်ထဲမှာရခိုင်လူမျိုးနဲ့ရိုဟင်ဂျာတွေဂျာမာအမုန်းပွားစရာစကားလုံးမျိုးတွေအများကြီးပါဝင်နေတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်နေနဲ့အခုလိုမျိုးရှေ့ပါလိုမျိုးဆိုပြီးဖြစ်ဖြစ်ပါတယ်။ဆိုတော့ဟုတ်ပြီ။နောက်တစ်ခုကတော့ဒီအာစာတို့ကျွန်တော်စက်သွေးကြွအကျန်းတက်ကြတယ် ဆိုတော့ကျွန်တော်ဒီကနေ့နေချင်တာကအကျမ်းဖက်ဆိုတော့ဘာလို့ပြောတာလဲအကျမ်းဖက်လို့သတ်မှတ်နိုင်လောက်တဲ့လုံရမျိုးအာစာလုတ်ခဲ့တာမျိုးရှိလားရှိခဲ့ရင်အခုလောက်ကျွန်တော်ထောက်ပြလို့ရပါကျွန်တော်အေးကိုအကျမ်းဖက်လို့သုံးနှုံးနေတာကကျွန်တော်မှာထောက်ပြစရာအရှိတ်တွေအများကြီးရှိနေတဲ့အတွက်ကျွန်တော်ထောက်ပြနေခြင်းဖြစ်တယ်။ရခိုင်ပြည်နယ်ထက်က လေတံအိမ်သာမရှိကြရကလေတံမအောင်တဲ့ကောင်းလေတနည်းအားဖြင့်မြစ်ကံမျိုးဖြစ်စုံလုံးကငပိန်းတစ်လျှောက်ကလွင်ရဲ့ကြတဲ့ရခိုင်ပြည်မှာဒီကျွန်တော်တို့ဒီနိုင်ငံရေးခေါင်းဆောင်လို့ပြောတဲ့ကောင်းလေစေရေးခေါင်းဆောင်ပြောတဲ့ကောင်းလေစိုက်တဲ့ကောင်ကျွန်တော်စီလာပြီးပြောရတယ်ကျွန်တော်မှာထောက်ထားတယ်အများကြီးရှိတယ်ကျွန်တော်အေးကိုအကျမ်းမဲ့လို့၃လုံးနေတဲ့စက်လုံးကိုကျွန်တော်ပြန်လဲရှင်းပဖို့အတွက်ကျွန်တော်မှာအများကြီးရှိရအထောက်ထားလည်းအများကြီးရှိရ ဟုတ်ပြီနောက်တစ်ခုကျွန်တော်အခုလက်ရှိဒီစက်ကောင်စီကိုကျွန်တော်အကြံဖက်အဖွဲ့စီလို့ကျွန်တော်ပြောတယ်ကျွန်တော်မှထောက်ပြစရာအရှက်လက်ရှိတဲ့အတွက်ကျွန်တော်ပြောတာစကားဆိုတာပြောချင်တယ်ပြောလို့မရပါဘူးနိုင်ငံရေးသမားပိတိုက်စကားကိုပြောချင်တယ်ပြောလို့မရပါဘူးနိုင်ငံရေးသမားပြောလိုက်တဲ့စကားတစ်ခုနဲ့ကျွန်တော်အရက်မှဒီကျွန်တော်တို့အရက်သာတာမန်လူပြောက်ပြောလိုက်တဲ့စကားတွေမပြောပါဘူး ထိလွေရှလွေဒါကဒါကျွန်တော်နိုင်ငံရေးသမားတွေပဲဒီပါဒါကြောင့်မလို့ကျွန်တော်နိုင်ငံရေးသမားတွေဒီစကားကိုအမြဲခင်ရပါအဲ့တော့အပြောကောင်းဖို့နဲ့အကောင်းပြောဖို့အရာအရေးကြီးပါတယ်ဒါကိုတတိရှက်စီလိုပါတယ်ဟုတ်ပြီနောက်တစ်ခုဒီလက်ရှိနေပြီးတော့အာစာကိုဆက်သွေးကြွအကျန်းဖက်ဆိုပြီးတော့ပြောဆိုသွားတဲ့အပြင်ဒီလက်ရှိရိုဟင်ဂျာဆိုတဲ့ဖေးရှက်ကို ထုတ်သုံးလာတယ်ဆိုတော့တိုလာရဲ့သမားထဲမှာရိုဟင်ဂျာဆိုတဲ့စကလုံးမျိုးကိုလက်ခံပြီးတော့ထုတ်သုံးလာတဲ့တိုလာရဲ့သမားကောင်းဆောင်တယ်ဘယ်နှယောက်ရှိလဲထောက်ပြနိုင်တဲ့ထောက်ပြလို့ရပါတယ်ဆိုတော့ဒီလိုမျိုးမထောက်ပြနိုင်ဘဲနဲ့ပြောချင်တယ်လို့ပြောနေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးလို့ကိုက်ရတယ်ကျွန်တော်မြန်မာနိုင်ငံကြီးကဘယ်တော့မှလွတ်လပ်မှုရရှိလာမှုမဟုတ်ပါဘူး ဒါကိုလည်းတစ်ချက်တစ်ချက်စီလို့လေနောက်တစ်ခုကျွန်တော်ဒီကနေ့တင်ပြချင်တာကကျွန်တော်ရဲ့မြန်မာနိုင်ငံမှာအာနာယူကတကောင်းပဲရှိရမှာဒါပေမဲ့ကျွန်ယူကအများကြီးရှိနေဒါကိုတစ်ချက်စီလို့လေအဲ့တော့ဒီလိုကျွန်ယူတွေကြားထဲမှာကျွန်တော်နေရတဲ့ကာလမှာလက်ရှိဒီအာနာရှင်စနစ်ဆိုလက်အောက်ကလုံမြောက်ဖို့အတွက် ျွန်တော်ကမတူတာတွေဘေးကိုပဲတူတာပဲစုပြီးတော့ကျွန်တော်ကတိုက်ခိုက်နေမှာဖြစ်သွားဆိုတော့လက်ရှိအရကတတော့အေးဟာရခိုင်ပြည်နယ်သဲလေသိနေလို့ပြောတယ်ဒါပေမဲ့ရခိုင်ပြည်နယ်မှာစစ်သားအများမရှိလို့တဲ့ရှိမှသိလိုက်တာဖြစ်တယ်ဟုတ်တယ်တရှိခေါ့ဒီကျွန်တော်စစ်စစ်တဲ့ရဲ့၅ရင်းလောက်ပေါ့ပုံပြီးတော့ဒီသွားတိုက်တယ်မနိုင်ဘူးလို့ပြောသွားတယ်စစ်တိုက်တာမှာနိုင်တယ်မနိုင်ဘူးဆိုတာဘာလို့ပြောတာလဲဒါလည်းတရားရှိကိုလိုမျိုးကျတို့မေးခြင်းတယ်

အပ်နေအကျင်များပြီးတော့တခါလေးလေးအိမ်မှာနေပြီးတော့ဒီစက်တက်မရှိတော့တဲ့ခါကြာမှရွာတယ်လေကိုဝဲကြည့်ရကြည့်ယူနှေးရနှေးယူဝဲရရဝဲယူနှောရရနှောယူယူသွားကြတဲ့အဲ့ဒါကိုလူမြတ်ကျုံမြင်ဖို့ဖြစ်ပြီလားအဲအဲ့တော့ကျွန်တော်ပြောချင်တာကရော့ခိုင်းသားကရော့ခိုင်းသားအကြောင်းသိတယ်ကျွန်တော်ဒီနေရာတခုပြောချင်တယ် တကယ်လို့မဲအွန်လိုင်းကိုဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီထုံးမြင့်နိုင်တိတ်လို့နိုင်ခဲ့ရင်မဲအွန်လိုင်းနေရာမှာထုံးမြင့်နိုင်တက်လို့ခဲ့ရင်မဲအွန်လိုင်းထက်အစပေါင်းတစ်ထောင်လောက်စိုးမယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်တယ်အဲကြောင့်မို့လူတယောက်အပေါ်ရန်ကြည့်ပြီးတော့မဝေဖန်ပါနဲ့သတ်မှတ်ပါနဲ့ကျွန်တော်ရခိုင်သားဖြစ်တဲ့ရခိုင်သားအကြောင်းဖောင်းဖို့တည်တာဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့ပြောချင်တာကလက်ရှိဒီကျွန်တော်တို့က ကျွန်တော်ဒီနဲ့အရရတလို့အေကိုကျွန်တော်ဝေပန်နေတာကပြောဆိုနေတာကဘာကြောင့်လဲဆိုတော့ကျွန်တော်ရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေတဲ့ဒီလိုရိုဟင်ဂျာတွေပုံမှန်90%နဲ့လုံနေမှုတွေရိုဟင်ဂျာတွေလူခွင့်ရှိုးပေါက်နေတာဒါတွေကိုကျွန်တော်တောင်းဆိုနေတာဖြစ်တယ်ဒါတွေအပြုတ်သဘောဆောင်ပြီးတော့ပြန်လေးပြုတ်ပြေဖို့ပြောဆိုနေတာဖြစ်တယ်ဆိုတော့အေအထက်ပဲခေါင်းဆောင်တော့ငါမလို့ဘာဘူးလို့ညင်းနေအောက်ရှင်မှာကြာတော့လုံနေလုံနေဆိုတော့ဒါမျိုးတွေဖြစ်ခေါ်ရတယ်အော်ကျွန်တော်တို့က ဒါအထူးသဖြင့်ဒါမင်းတို့လောက်လာငါတို့သိတယ်နော်ငါတို့လူခွေတစ်ကြွလောက်ချနေတဲ့လူပဲငါတို့ဒီနိုင်ငံရေးသမားတွေသိတယ်နော်ဆိုတဲ့သဘုံမျိုးနဲ့သိတယ်ဆိုတော့ကိုပြတ်သားဒီအနေနဲ့ဒါရခိုင်ပြည်သတင်းတွေကိုခေရခေစက်ဒါကျွန်တော်တို့ကရှာကြံပြီးတော့တင်တင်ပြလို့ပြင်ကျွန်တော်ဆိုတခါလည်းကြာရင်တ냐လုံးမအရအောင်ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်ကသတင်းတပုတ်ကိုရောက်ဖို့အတွက် တတိယခုရဖို့အတွက်ကျွန်တော်တ냐လုံးတစ်ခါလေးလေးမှအိပ်ပဲနဲ့ဆောင်းရတာမျိုးလေးရှိတယ်။ဆိုတော့ဒီလိုခက်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 ပေပန်းပန်းနဲ့ရလာတဲ့တဲ့ကိုအေးမင်းတို့မလုံးနဲ့ငါတို့ဖိတ်တယ်လို့ဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်ကရှက်တဲ့နေတယ်။ဆိုတော့ဒါတွေကိုသဘုံမပေါက်ဘဲနဲ့ပြောချင်တယ်လို့ပြောပြီးတော့ဒါလက်ရှိတာကျွန်တော်စိုးစိုးကဒါကျွန်တော်ပြပြခဲ့တယ်လို့ပဲဒီကျွန်တော်တို့ စတမန်ဒါပေါ့ဒီကျွန်တော်တို့အာတဏှာအတွက်ဒီကျွန်တော်တို့တရားမှာပါတယ်ပုတ်ရှင်းရှင်းကိုဖြစ်စေဝါကြအရှင်းရှင်းကိုဖြစ်စေဆက်ဆက်ပေးတဲ့စကလုံးကိုတမန်ဒါဟုကိုဒီလိုပြောတယ်ဆိုတော့လက်ရှိဒီကျွန်တော်တမန်ဒါတော့မဟုတ်သေးဘူးတနည်းအားဖြင့်တံပန္ဓာလို့လည်းတွေ့ရလောက်အောင်ကလည်းအဲ့လောက်ထိအဆင်ရှိမှာမဟုတ်ဘူးလို့ကျွန်တော်ထင်နေတယ်။အဲ့တော့ဒီတံပန္ဓာတနည်းအားဖြင့်ဒါကျွန်တော်တနည်းပြောမှာဆိုဒီအကျမ်းဖက် အဖွဲ့အစည်းကိုတခြားလူကောင်းအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပေးနေတဲ့ဒီသမဒသမဟုတ်တန်ဗန္ဒသမဟုတ်ဆက်ဆက်ပေးနေတဲ့ကိုလူမြတ်တွေဟိုဒါဒီကနေ့ဒါကျွန်တော်အနေနဲ့ဒါပုပ်ပိုးရေးတိုက်ခတ်တာမျိုးမဟုတ်ပဲねဒါကျွန်တော်ဒါအကောင်ပြောစကားပေါ်အပြိုးကောင်းဖို့တဲ့အကောင်းပြိုးစေခြင်းနဲ့စေတနာအမှန်နဲ့ ဒါအခုလို့ကျွန်တော်လည်းနဲ့ပြုတ်ပြင်ဝေဖန်တုံးတက်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒီကျွန်တော်ဆိုးဆိုးပြောခဲ့တဲ့ဒီကျွန်တော်ပိုင်သက်ကြော်လို့ပြောတဲ့ခါမှာပိုင်သက်ကြော်ရဲ့အားနေချက်ပိုင်သက်ကြော်ရဲ့ဒီခန္ဓာကိုယ်ရှုံးရင်းတဲ့အားနေချက်ကိုဖော်ပြပြီးတော့လူတစ်ဖက်သားရဲ့ဒါပုံကိုရေးဆိုင်ရာထိုးနေမှုလို့ဒါကျွန်တော်တို့ခေါ်တယ်။တနည်းအားဖြင့်ဒါကိုကျွန်တော်ဒါဂုံကိုက်ကညှိုးနှံစေမှုလို့ခေါ်တယ်။အဲ့တော့ဥပဒေအရပြောမယ်ဆိုလို့ရှိရင်ခင်ဗျားဟာဒါပုံမှန်900နဲ့ တရားဆွဲဆိုခံရနေတာဟုတ်ကခမရကောင်းကောင်းသိထားစေတယ်ဆိုတော့ဘာကြောင့်လဲကျွန်တော်ဒီလိုပြောတာလဲဆိုရင်သူ့ရဲ့ကောင်းတိုက်ခါကောင်းညွန်းနှန်းစေမှုတနည်းအားဖြင့်လူတယောက်မှရှိသိသိတဲ့ကောင်းတိုက်ခါရဲ့အားလုံးကိုစုံကားလိုက်ခြင်းဖြစ်ပါဆိုတော့နောက်တစ်ခုအဲကျွန်တော်အစ်စ်တည်းလက်တစ်ခုနဲ့ကျွန်တော်ပြောပြခြင်း ਨੇ ဒီကျွန်တော်2017လောက်တုန်းကအာကျွန်တော်ဒီကျွန်တော်ရန်ကုန်ရောက်သွားတဲ့ချိန်မှာအဲကျွန်တော်တငယ်ချင်းတယောက် အဲ့ဒီမှာနေပြီးတော့သူ့လက်တစ်ဖက်အဲ့ဒီမှာနေပြီးတော့ဒီစက်ချက်ကိုဝယ်ပြီးတော့ဒီကျွန်တော်လွှားစက်ချက်ကိုလက်ပြတ်သွားတာအဲ့ဒီကဒီကျွန်တော်မတန်ဆွန်းဆေးအောင်ဒီကျွန်တော်တို့အာကျွန်တော်အဲ့ဒီမှာနေပြီးတော့အာဒီရန်ကုန်တိုက်စမ်းကြောင်းမြို့မှာအဲ့ဒီမှာကျွန်တော်တို့သွားကြတယ်အဲ့ဒီမှာဒီစမ်းကြောင်းမှာရှိတဲ့ဒီမတန်ဆွန်းဆေးအောင်သွားတဲ့ပမာသဆာရေးထားတယ်ဆာရေးထားတဲ့ဟာကိုကျွန်တော်ကလည်းချက်ကလေးဖတ်လိုက်တယ်မတန်မဆွန်းဆိုပြီးကျွန်တော်ဖတ်လိုက်တဲ့ကောင်မှာအဲ့ဒီကလုံတုံရေးတယောက်ပြေးလာတယ် ။ငါပြည်လာလို့ဆင်းရဲဘယ်လိုဖြစ်ရတာလဲ။ကျွန်တော်မေးတယ်။အဲကျွန်တော်ဘုံမနေဘာတမ်းမစွနေတာ။မတမ်းမစွမမတမ်းစွနေ။ဆိုတော့ပြောချင်တာကကျွန်တော်ဝယ်ဒီမှာတို့တော့တော်တော်လေးရှင်းခဲ့ကြတယ်ဘလို့ဆိုလိုတာကမတမ်းမစွလို့မပြောရဘူး။နိုင်ငံတကာမှာလည်းအင်္ဂလိပ်စာပေအရာရောတန်တဲ့ဒီကျွန်တော်တို့ဒီကမ္ဘာပေါ်မှာရှိနေတဲ့ဒီနိုင်ငံပေါင်း195နိုင်ငံမှာရှိနေတဲ့ဘာသာစကား195မျိုးစလုံးမှာလည်းမတမ်းမစွလို့မသုံးပါဘူး။ မဖန်ဆုံးလို့ပဲဆုံးလာဖြစ်တယ်။ဒါဟာဘာလဲဆိုတော့လူတယောက်ရဲ့ဖြစ်တည်မှုလူတယောက်ရဲ့လူခွင့်ရေးကိုဒါတန်ဖိုးထားလေးစားတဲ့အနေနဲ့ခိုးနေတာဖြစ်တယ်။ဒါကြောင့်မတမ်းမဆုံးစေအောင်မတမ်းမဆုံးအလုပ်လုပ်ပေါ်ပြလို့မရဘူးမတမ်းဆုံးလို့ပဲဆုံးရတာဖြစ်တယ်။ဆိုတော့လက်ရှိကိုပိုင်တဲ့ဂျိုရဲ့အားနေချက်ဒါကိုထောက်ပြပြီးတော့ လက်ရှိပြုဆိုသွားခြင်းဟာဒါနိုင်ငံရေးတမာကောင်အရောက်မဟုတ်တဲ့အပြင်နိုင်ငံကိုအုပ်ချုပ်နိုင်လောက်တဲ့အရေးရှင်မျိုးရှိတဲ့လူတယောက်ရဲ့ပြောဆိုဆက်ဆံမှုမျိုးလည်းမဟုတ်ပါဘူး။ဒါတော့ဒီလိုလူရောနိုင်ငံကိုအုပ်ချုပ်နိုင်လောက်တဲ့အရေးရှင်မျိုးမရှိတဲ့အပြင်နိုင်ငံကိုမပြုတ်တဲ့လမ်းဘေးကွန်းရဆိုင်မှာထိုင်နေတဲ့လူ၄၅ယောက်ကိုတော့မှစီယုံနိုင်လောက်တဲ့အရေးရှင်မျိုးရှိနိုင်လိမ့်မယ်လို့ကျွန်တော်လည်းမထင်ဘူးပါ။ ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တင်ပြချင်တာကကျွန်တော်ရဲ့ရခိုင်ပြည်နယ်ရဲ့အကြောင်းကိုကျွန်တော်ရခိုင်လူမျိုးပဲသိတယ်။တခြားလူမျိုးမသိပါဘူး။ဒါကြောင့်မလို့ရခိုင်ပြည်နယ်အကြောင်းကိုရခိုင်လူမျိုးပဲဝေဖန်နေတာဖြစ်တယ်။အဲ့တော့ရခိုင်ပြည်နယ်ကစီယုံနဲ့စီလုံးနဲ့ဆိုတော့ဘာလို့လဲ။လက်ရှိရခိုင်ပြည်နယ်မှာအရက်ကတက်တော့အေအေကိုဘယ်လိုဝေဖန်ခြင်းနဲ့ဘယ်လိုပြောဆိုခြင်းလဲဆိုတော့သိကြတယ်။ကျွန်တော်တဲ့ပို့ပြီးတော့ပြောကြည့်နေတဲ့လူတွေအများကြီးရှိပါတယ်။ဒါပေမဲ့လက်နဲ့ကိုကြောက်တဲ့အတွက် မိရတောင်းကိုကြောက်နေရတဲ့အတွက်ဒီကနေ့ဘရခိုင်းပြည်နယ်ကအဖြစ်ပြစ်တွေကိုသူတို့မတင်ပြနိုင်သေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုလူမျက်ကြုံနေနဲ့ဘရခိုင်းပြည်နယ်ကိုမရောက်ဖူးပဲနဲ့ဘရခိုင်းသားအကြောင်းကိုမသိပဲနဲ့ရှောင်းကြီးရံပြုတ်နေကြတယ်ဆိုလို့ရှိရင်ဒါဟာတော်လာရဲ့ရဲ့အနေသာရဘုံမရရှိစေပဲနဲ့ဒါတော်လာရဲ့အမုန်းပွားစရာဖြစ်ပေါ်လာတယ်ဆိုရတယ်ဒီနေ့ပြောနေတယ် နတို့အာဆာဟာလည်းပဲအာဆာရဲ့အခွင့်အရေးရရှိတနည်းအားဖြင့်ရိုဟင်ဂျာတွေအခွင့်အရေးရရှိဖို့အတွက်အသက်သွေးတွေရွှေ့နေရေးပြီးတော့ပြန်လေတက်ခဲ့ကြတာဖြစ်တယ်ကျွန်တော်အရင်ရေဗီဒီယိုတော့တင်ပြခဲ့ပါတယ်အဲ့တော့မသိရင်ကျွန်တော်ရဲ့ဒီအရင်ရေတော့တင်ခဲ့မဲ့ဗီဒီယိုတွေကိုနောက်ထောင်ကြည့်ပါလောဘတာကျွန်တော်ဒီနေ့နဲ့အကြံပြုရင်းနဲ့ဒီကနေ့ဒီကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်ဖို့ဒါအိမ်မက်နေတဲ့ လက်ရှိဒီကျွန်တော်တို့အိမ်မက်ချက်မှာနိုင်ငံကိုအုပ်ချုပ်နေတဲ့ဒါမှမဟုတ်ဒီကျွန်တော်တို့တော်လိုင်းတပ်ပုံစုကြီးကိုထူထောင်ဖို့အိမ်မက်မဲ့ရတဲ့ဒါကိုလိုမြကျိုရဲ့သုံးဖက်ဂျစ်တွေပုံမှာဒါကျွန်တော်အနေနဲ့ reaction လို့ပြောရချင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိ tissue ပေးခဲ့ကြတဲ့မိဘပြည်သူတရားကိုကျေးဇူးတင်သူကျေးဇူးလို့ရှိပါတယ်